တပ်မတော်ဆိုးမှုနဲ့တပ်မတော်ရှိတဲ့နေရာကိုပြေးလာကြတယ်ပြေးလာကြတာအများကြီးပဲမြို့ကြီးတွေပေါ်ပေါ့ဗျာနော်ဒီပဲခူးလိုရန်ကုန်လိုတော်တော်ကျုံမြို့ကြီးတွေပေါ်နေပြီးတော့ဘက်လိုမန္တလေးရောရမန်းမားပြေးလာကြသူရှင်မျိုးရှိရတယ်အဲ့ဒီအိမ်ကြီးဟာလာဟင်းလေးဖြစ်ပြီးဟိုအဲ့ဒီအိမ်ကြီးပေါ်မှာ PDF မိသားစုနေကြတယ်ကျောင်းဆရာဆရာမတွေနေကြတယ်အဲ့မှာကြောက်ဆရာကသူတို့ယောက်ျားရဲ့လာမှာပေါ့ဗျာအဲ့ချိန်မှာပြေကလေးညာလို့တပ်မတော်ကဘုံနဲ့ချင်းမျက်မှောက်ပြည်သူကိုတတ်တယ်လို့ပဲပြောအောင်ပါလားလို့ဦးစင်ကမေးခွန်းထုတ်ချင်တာပြည်သူကိုတတ်တယ်လို့ပဲပြောကြအောင်ပါလားတော်တော်မှုတွေပြောတယ်ဟုတ်တယ်ဝန်နဲ့ထပ်တူပဲဝန်နဲ့ရတယ် ဒါဘာမှပြည့်မရှိတဲ့ကိုရင်လေးတွေဒါပေမဲ့ကိုရင်လေးတွေတကူကဝမ်းနေတာကိုရင်လေးတွေကဥစဉ်အကြေးခွဲတာစိတ်မကောင်းဖြစ်မိတာဘာဖြစ်လို့ဒီအကြဖက်တရားဒီကြောင်းနေတဲ့မှာနေရတာလဲဟုတ်ပြီဖုန်းကြီးအပြစ်တော်ပြောပါသူလည်းနေရတာကိုကြောက်ရတယ်ဒီအကြဖက်တရားဘယ်လောက်နေတရားဒီပီရတ်တွေဆိုတာကလူသိရှိလို့တော့ဘယ်မှာလူသိမရှိရများလဲလူသိမရှိရများလဲဘာကြောင့်လဲအဲ့ဒီဖုန်းကြီးကဒီမှာမင်းတို့ငါဘယ်လောက်နေငါထက်မလာကြတဲ့ငါဖုန်းကြောင့်နဲ့မလာကြတဲ့လို့ပြောလို့တော့မရဘူး မရဘူး။အဲ့တော့အဖုံယူတက်ပါ။ရရရှိရှိနဲ့တန်ခါလေးကိုပို့ချတော့ရရရှိရှိနဲ့ခေါင်းကြီးကိုလုံမရမဟုတ်ဘူး PDF တွေလို့အကျမ်းပဲရှိတဲ့နေရာလေ။အဲ့တော့အဲ့မှာသေးတာလူကောင်း၄၅၀လေးတွေဗျာ။တန်ခါတန်ခါတစ်ချီတန်ခါလေးဒီလိုဖြစ်တဲ့တန်ခါလေးနဲ့ဖုံကြီးဘလို့ဖုံကြီးလက်မနဲ့ပဲဒီလောက်ပဲခဏတော့ပုံကြီးချက်ပြီးပြလို့ရခြေလမ်းအပြင်လောက်ဝါးလာခင်ကြတာ။ဝါးလာခင်ကြတာ။ကဲသူတို့ PDF တွေပဲကကျုပ်ကိုဘလို့မြင်မလဲပောက်ကူတော့။မဟာလာဖုံကြီးဘောမဖုံကြီးအကျမ်းပဲဖုံကြီးဆိုသူမြင်ရတာလေဗျာ။ မရလားမဲအဲကျောင်းတော်ကလည်းထုံချိုးအကြမ်းဖက်တွေကိုလက်ခံလာတဲ့ခွင့်ကြောင့်ဘယ်လိုမြင်မလဲဘယ်လိုမြင်မလဲအဲ့တော့ကြည့်နေတာကနှောင်ချုံမြို့မှာရှိတဲ့ပြည်သူများအလုံးအနေနဲ့ဒီရဲ့ပိုင်းထဲမှာအမတို့နှောင်ချုံမြို့မှာမနေကြောင်းပဲဦးစင်တိုက်တွန်းနေတယ်။အခြားအခြားမြို့တွေဒီဘောလို့ကြောင်မဲ့လို့ပဲတောင်းဒီကနှောင်ချုံတို့ပေါ့ဒီဘက်ဦးစင်တို့ဒပိုက်ကျက်ဘက်မှာရှိတဲ့မြို့တွေနော်ပြည်သူတွေဝေးရကိုရှောင်ကြဝေးရကိုနေကြ အကြဖက်နဲ့ရောနေတယ်အကြဖက်ကိုအားပေးနေတယ်အကြဖက်ကိုထောက်ပံ့နေတယ်ဆိုရင်ခင်ဗျားတို့လည်းအကြဖက်ပဲလို့ကျုံတို့အတတ်မဲ့မှာပဲအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အကြမ်းဖက်နယ်မြေမှန်သမျှဘုံကျဲရှင်းလင်းမာလို့ပောက်ကိုတော်တတိပေးလိုက်တဲ့ရုပ်တံနဲ့အတူစစ်ကောင်းဆောင်ဤနေအိမ်တွင်ဘန်ကာများတိုးချဲ့ဆောက်လုပ်ထားပြီးနေပြည်တော်တွင်အထူးခံစစ်ပြင်ဆင်နေတဲ့ထူးခြားသတင်းနဲ့တင်ဆက်ပေးလိုက်ပါရစေ။ စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်တွင်အထူးခံစစ်ပြင်းစင်နေပြီးစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်၏နေအိမ်တွင်မှလုံခြုံရေးတိုးမြင့်ကဘန်ကာများပါဆောက်လုပ်ထားကြောင်းသိရသည့်စစ်ကောင်ဆောင်၏နေအိမ်တွင်ဘန်ကာ၅လုံးအခိုင်အမာဆောက်လုပ်ပြီးစီးနေပြီးစစ်ရုံးချုပ်အနီးတွင်ပါလက်နက်ကြီးတန်ချက်ကရင်များပါတိုးချဲ့၍ခံစစ်အတွက်အထူးပြင်ဆင်လျက်ရှိကြောင်းသိရသည်။အရင်ကစစ်ကောင်ဆောင်အိမ်မှာလုံခြုံရေးတပ်ရင်းတပ်ဖွဲ့ပဲရှိတာအခုကဘန်ကာတွေပါ ဆောက်ထားတဲ့သူ့အိမ်ပက်ချလဲမှာပဲဘန်ကာတွေဆောက်ထားတာ သူ့ကိုပြန်ဝိုင်းတိုက်မှာစိုးလို့ထင်ပါတယ်ဟူတက်တွင်သတင်းများကိုစုံစမ်းဖော်ပြနေသည့်စစ်သားဖို့ကြီးစင်ရောက အေယာဝရီတိုင်းကိုပြောသည် ယခင်ကစစ်ကောင်းဆောင်ဤနေအိမ်အတွက်လုံခြုံရေးတပ်ရင်းတစ်ခုသာထားရှိထားပြီးယခုနေအိမ်ပတ်လည်တွင်ဗန်ကာများကိုပါဆောက်လုပ်ပြီးလုံခြုံရေးတူမြင့်အင်အားတိုးချဲ့ထားကြောင်းသိရသည်ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကစစ်ရုံးချုပ်အတွက်လုံခြုံရေးဟုဆိုကအမှတ်6စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ6အတွင်းလက်လက်ကြီးများတက်ဆင်ပြီးဆက်သွယ်ရေးတူမြောင်များတူကဂျမ်းပါဆက်ကြီးများပါအထိုင်ချထားကြောင်းသိရသည် အမျိုးသားညီညွတ်ရေးအစိုးရနာကာကွယ်ရေးဝန်ကြီးဦးရီမွန်သည်ပြီးခဲ့သည့်မတ်၈ရက်ကပြုလုပ်သည့်တော်လန်ရေးတပ်ဖွဲ့များ၏တမှုတင်နန်းစင်ပွဲတစ်ခုတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်မဟာမိတ်တော်လန်ရေးအဖွဲ့များလက်တွဲပါဝင်သည့်အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်ဆင်နွှဲကြပြီးစစ်အာဏာသိမ်းမှုကိုအဆုံးသတ်မည်ဟုထည့်သွင်းပြောဆိုထားသည် မန္တလေးတိုင်းအတွင်းရှိဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ပြီးခဲ့သည့်ဒီဇင်ဘာတတိယပတ်မှစတင်ကရန်ကုန်မန္တလေးအမြန်လမ်းတွင်လုံခြုံရေးယူစစ်ဆေးမှုများစတင်ပြုလုပ်ခဲ့ကြောင်းသိရသည်။ဒီနေ့ဟာ18ရက်3လပိုင်း2025နေ့ကင်း3နာရီမိနစ်20မှာပေါ့နော်။ဒါဥစဉ်ဟာနေ့ကင်းပိုင်းမှာပြောလို့ပြောတာမရှိပါဘူးနော်။ဒါမနေ့ကဥစဉ်မပြောတဲ့အတွက်ကြောင့်ဒီနေ့ကင်းမှာဥစဉ်ပြောပြခြင်းဖြစ်ပါလိမ့်မယ်။ဘာပြောချင်တာလဲဆိုလို့ရှိရင်ဥစဉ်တို့ခု ဟောပေါ့နော်ပြောချင်တာကနီဘိတ်တီတောင်နီဘိတ်တီ PDF ချမ်းဖက်တီတောင်မှ PDF ချမ်းဖက်တီပေါ့နော်ခွက်ခေါက် PDF တွေပဇက်စပ်ပြကခွက်ခေါက်ဒေါင်းဆိုင်တောင်မှတန်ကာကိုကြီးညိုရက်လာပြီဗျတန်ကာကိုကြီးညိုရက်လာပြီနော်အခုတန်ခါကိုဒီအရှိမတန်ခါလေးငမသွားတက်ခံရတယ်90ကျော်တက်ခံရတယ်ဗျ90ကျော်တက်ခံရတယ်တန်ခါလေးငမသွားဒါဟုတ်လားဦးဇင်းတို့စကိုင်းမှာလည်းဒီ PDF ချက်ဖက်တဲ့တခါဦးဇင်းတို့ဆက်စားခြင်းတစ်ဆက်တင်မှာလည်းကိုယ်လေးတွေမိုင်းပြီးလို့6လောက်ဖြတ်လိုက်ရတယ်တပတ်ကပြန်တော်မူတယ်ဒါနဲ့ပြည်သူများအားလုံးသိကြမှာပါဗျာနော် ဒါ90ကျော်ဆိုတာတရားဝင်မမင်းနဲ့မကျော်တဲ့ဟာရှိရဲပူပူနွေးနွေးတက်ခံရတာလည်းအများကြီးเนาะရှမ်းဦးစဲတစ်ပါးဆိုရင်လည်းဒါရှမ်းဆယ်တော်တစ်ပါးဆိုရင်လည်းဒါအသက်ခံရတာမကြသေးပါဘူးလားเนาะအဲ့တော့ပြောချင်တာကရွယ်ချက်ရှိရှိတက်ထားရွယ်ချက်ရှိရှိလုပ်တာဒါတော့ပြည်သူများအားလုံးသိဖို့လိုပါတယ်ဗျာเนาะအဲ့တော့ဦးစဲကဘာလို့ပြောချင်တာလဲလို့ခင်ဗျားတို့မေးခွန်းထုတ်လိုက်တယ်ဦးစဲတို့ဒါနောက်ချိုးမှဖြစ်သွားလိမ့်လားနောက်ချိုးမှเนาะ ဒီရဒီစာတေတိုင်းလို့တော့တော်တာပဲစာတေတိုင်းလို့တော့ရာရေးထားတယ်ပေါ့နော်စာတေတိုင်းဒါပေမဲ့ဒီချိန်မှတော့ဆက်ဒီလိုဝင်ငင်းကြတဲ့မေးကြတဲ့မဲရောက်နေတဲ့မိတ်နေနေရမှာတော့ပဲစာတေတိုင်းမှာဆာလာမတင်ကြပါဘူးကဲနော်စာတေတိုင်းဆိုရလဲဦးစင်းလို့နေခဲ့တဲ့ကြောင်းနဲ့ဆိုဒီချိန်ရဆိုလို့ရှိရင်ဒါတန်ခါးတွေမများစွာရှိတယ်တန်ခါးတွေဒါမများစွာဆိုတာ200 300ပေါ့နော်ဦးစင်းစာတေတိုင်းလေးဆိုခုဆိုလို့ရှိရင်20တောင်မပြည့်တော့ပါဘူးနော်ဒါဆိုမျိုးကြီးတွေမှာနော် အချို့ဥစဉ်တော့တိုက်ကြီးတွေမှာဆိုလို့ရှိရင်တန်ဃာတွေကမမြင်ရတဲ့လောက်ပဲရှားပါတော့ပါပဲနော်ဟိုအဲ့လိုနေရာမှာတန်ဃာတွေမှာမဆိုတာဖာတီတိုက်ကြီးဆိုအကြီးကြီးချက်ပြီးပြပဇက်စပီကာပြောကြတာပေါ့ကနော်အဲ့တော့စိတ်မကောင်းပါဘူးဥစဉ်တော့စိတ်မကောင်းတာလာနာပြဲလဲပေါ့နော်ဒါစစ်ရှောင်းလေးတွေကိုင်စစ်ရှောင်းကိုင်လေးတွေကိုင်ဝက်ထားပေါ့ဒီမှာနေကြတယ်ပေါ့နော်အဲ့ဥစဉ်ပြောချင်တာကစစ်ရှောင်းဒီဥစဉ်ဥပမာလေးတစ်ခုပြောမယ်ဗျာနော်ရွှေချင်းကြောက်ကြီးတဲ့မှာမင်းကဖြစ်ကြတယ်မင်းကဖြစ်တော့ဒီကားလေးမှန်မှန်သာနေပဲဘကိုးရွှေချင်းကြောက်ကြီးဘက်ဒီမှာနော် ဒီညအစာကောက်လိုက်တော့ငောင်းများစွာဒီကေတေသွားတယ်ဘကား၃စီးလောက်နေတာဘယ်သူမှတည်င်းတော့မတင်ကြသေးပါဘူးနော်။ဒါဥစဉ်တော့လောင်းနေတည်သွားတယ်ပေါ့ဗျာ။အဲ့တော့ဥစဉ်ကအဲ့ရွှေချေကြောက်ကြီးပဲဒီကြောဒီကြောဘာပြောကြလဲဒီကေနေယူတွေကလောကကလို့အဲ့မှာစီရီယန်ဆီယမ်မတွေရှိရဒီတော့ရေးတယ်မှာ။အဲ့ PDF တွေရဲ့လက်တော့ရောင်းနေရှိတယ်ပေါ့ဗျာ။လက်တော့ရောင်းနေငောင်းများစွာရှိတယ်။အဲ့ဒီလက်တော့ရောင်းနေခုမထားတော့ဘာဖြစ်လို့ကိုယ်မမမထားတော့ရိတ်ခါအပြရက်ခက်ခက်မှမကျွေးနိုင်တော့မကျွေးနိုင်တော့ဘာလဲဆိုတော့အဲ့တော့ အေးချမ်းချမ်းနေတဲ့ view တွေငြိမ်းချမ်းမှုကိုလိုလားတဲ့ view တွေအေးချမ်းမှုကိုလိုလားတဲ့ view တွေအကြမ်းဖက်မှုကိုမလိုလားတဲ့ view တွေအများစုကအဲ့အိမ်တွေပြစ်ပြီးမှဒီဟိုပါပေါ့နော်တပ်မတော်ဆိုးမိုးတဲ့နေတပ်မတော်ရှိတဲ့နေရာတွေကိုပြေးလာရတယ်ပြေးလာကြတာအများကြီးပဲမျိုးကြီးတွေပေါ့ဗျာနော်ဒီဘကုန်းလိုရန်ကုန်လိုတော်တော်ချို့မျိုးကြီးတွေပေါ့နေပြီးတော့ဘက်လိုမန္တလေးရောရမန်းသာပြေးလာကြသူရှင်မျိုးရှိရတယ်အဲ့ဒီအိမ်ညာဟာလာဟီလီပြစ်ပြီးဟိုအဲ့ဒီအိမ်တွေပေါ်မှာ PDF မီတာစုတွေနေကြတယ်တောင်းဆရာဆရာမတွေနေကြတယ်အဲ့ဒီမကြောက်ဆရာသမားတို့ရောက်ကြရင်လာမှာပေါ့ဗျာ အဲ့ချိန်မှာပြီးတရင်ရလို့တမတော်ကဘုံနဲ့ချိုင်းနဲ့ပြည်သူကိုတတ်တယ်လို့ပဲပြောဦးမှာလားလို့ဦးစင်းကမေးခွန်းထုတ်ချင်တာပြည်သူကိုတတ်တယ်လို့ပဲပြောကြအောင်မှာလားနော်အဲ့တော့ဦးစင်းတို့နောက်တစ်ချက်ကဦးစင်းတို့ပေါင်းလို့နေမှာဘုံကြီးကျောင်းထဲမှာအဲ့ဒီရွာရဲ့ကျောင်းထိုင်ဘုံရမရှိတော့ဘူးခဏလို့ဒူပိုင်းအညာဒူပိုင်းဆိုပြီးကြားလိုက်မှာပေါ့အညာဒူပိုင်းဆိုပြီးခဏလို့ကြားလိုက်မှာဘုံကြီးကျောင်းကြီးထဲမှာကခမ်းမကြီးတစ်ဖွဲလုပ်ပြီးမှာဟုတ်လားမင်္ဂလာဆောင်ခမ်းမကြီးတစ်ဖွဲလုပ်ပြီးမှာခက်ခန္ဓာနာကြီးပြပေးရပြီးရင်းနဲ့မင်္ဂလာဆောင်တယ်နော် ်မင်္ဂလာဆောင်နဲ့ PDF ညောင်းသားဆိုတက်လာတယ်အဲ့ဒီမှာလာတဲ့အခါမှာခင်ဗျားတို့ကဒသိညာရရှိမယ်သခိုင်းတိုင်းဘူးကဒီမှာလေးရင်နဲ့ချဲတယ်ကြာလေးရင်နဲ့ချဲတဲ့အခါမှာလဲဖုံးချောင်းကြီးကိုလေးရင်နဲ့ချဲရတယ်ခင်ဗျားတို့ကပြောဦးမှာလားဖုံးချောင်းကြီးကိုလေးရင်နဲ့ဖုံးချောင်းကြီးကိုလေးရင်အဲ့ဖုံးချောင်းကြီးထဲမှာခင်ဗျားတို့ဘာလုပ်နေကြလဲဖုံးချောင်းကြီးထဲမှာဘာလုပ်နေကြလဲအညာဒေတာတော်တော်များများဒေတာဖုံးချောင်းထဲမှာဖုံးကြီးမရှိတော့ဘူးရှိတဲ့အကြောင်းက PDF ထောက်ခံတဲ့ခုံကြီး PDF ကိုအားပေးတဲ့ခုံကြီးအကြက်ဖက်ကိုအားပေးတဲ့ခုံကြီး ဦးစင်းတို့ပေါင်းနေမှာပေါင်းနေတယ်ဆိုကြပြိုလို့ပေါ့ကြပြိုလို့ဖုန်းကြီးဆိုတာအပီဒီကပက်ပက်ဆက်ဆက်သူကိုယ်တိုင်အကြက်ဖက်ဦးစီးပြီးသူကိုယ်တိုင်အကြက်ဖက်ဦးဆောင်နေတယ်ဖုန်းကြီးတပါပဲဖုန်းကြီးတပါပဲအဲ့လိုဖြစ်နေအဲ့လိုနေရာကိုကဖုန်းချဲလိုက်တယ်ရက်ရွှေရှိတဲ့နေရာကိုဖုန်းချက်ပလိုက်တယ်ချပလိုက်တယ်ဒါရီကသခိုင်းတိုင်းမှုကိုယ်တိုင်ကလည်းသိရမို့ဘူးဗျာတိုင်းမှုကြီးကိုယ်တိုင်မသိဘူးမသိဘူးမသိဘူးတိုင်းမှုကြီးကိုယ်တိုင်မသိရင်ဘယ်သူကပြောတော့အဲ့ဒီထက်ကပြောလို့တိကြပါဘော အကျန့်ဘက်ကဘုမလိုလားတဲ့မမချစ်တော်လဲအောက်ကနှခံလို့ပေါ့ဗျာဟုတ်လားမထောက်ခံရင်တော့လဲထောက်ခံနေရတယ်နေရာကားကိုကြောက်နေရတဲ့ဘဝအဲ့လိုလူကဒီနေရာမှာဒီနေရာမှာဘယ်နေဘယ်ရရှိပါလဲဘယ်နေဘယ်နေပီရက်တွေလာပါဘယ်နေဘယ်နေပီရက်ခေါင်းဆောင်တွေလာခိုင်လုံတဲ့တဲ့င်းကိုပေးထားတဲ့အတွက်ကြောင့်အဲ့ဒီရောက်ပုံချတယ် အမေမြညာလူပဲဆိုစီစီကားကသူတို့ကတော့ဒေါ်လာရေးရမှာမင်္ဂလာပေါင်းပါလို့ဒေါ်လာရေးပြည်သူတွေရဲ့အဲ့ငွေတွေကတော့ဒေါ်လာစီစီကားကြီးဝင်လို့ဆိုကြဒါတော့ဓာတ်ပုံကြီးနဲ့တော့ခန်းခန်းလိုက်တော့ဘယ်ရပတ်ကန်လဲဆောက်ပါလဲသူတို့ကတော့ဒေါ်လာရေးလုံနေရသူအတော်တိုင်းလုံနေလားရေနံတုတ်ကင်းလို့လက်ရှိကြတာမေခွေးဖောက်မှာငွေရှားနေလားဓမြနိုင်နေလားစာကြီးကောင်နေလားမေခွေးထောက်မှာခင်ဖြစ်နေပြီဟုတ်ပြီတက်ဆက်မယ်နောက်ချုပ်ဖုန်းပြည့်ရဒီစတဲ့လိုက်ကိုတက်မလို့ကလည်းမလုပ်ပါနဲ့ကောင်းကွင်လေးတွေတန်းတော်မူတယ်ပြောတယ်ဟုတ်တယ်ဝမ်းနေထပ်တူပဲဝမ်းနေရတယ်ဒါဘာမှပြည့်မရှိတဲ့ကွင်လေးတွေဒါပေမဲ့ ကိုရင်လေးတွေတော့ဘူးကငါလည်းကကိုရင်လေးတွေတော့ကဦးစင်အခြေခွဲတာစိတ်မကောင်းဖြစ်မိတာဘာဖြစ်လို့ဒီအကြဖက်တရားဒီတောင်းနေတယ်မှာနေရတာလဲဟုတ်ပြီဘုန်းကြီးအပြစ်တော့မပြောပါဘူးလူလည်းနေရတော့ကြောက်ရတယ်ဒီအကြဖက်တရားဘယ်လောက်နေတရားတပိတရားတွေဆိုတာကလူသိရှိလို့တော့ကလူသိမရှိရများတယ်လူသိမရှိရများတယ်ဘာကြောင့်လဲအဲ့ဒီဘုန်းကြီးကဒီမှာမင်းတို့ငါဘယ်လောက်နေငါထက်မလာကြနဲ့ငါဘုန်းကြီးရောက်နေမလာကြနဲ့လို့ပြောလို့တော့မရဘူးမရဘူး ောက်သွားပြီးဘုံယူတတ်မှာဒီရက်ရှိရှိနဲ့တန်ဃာတွေကိုဘုံချက်တော့ရက်ရှိရှိနဲ့ခေါင်းကြီးကိုလုပ်နေရမဟုတ်ဘူး PDF တွေလို့အကြမ်းဖက်ရှိတဲ့နေရာတွေအဲ့လိုအဲ့မှာသေတာလူပေါင်း၄50နေတယ်ဗျာတန်ဃာတန်ဃာတစ်ချီတန်ဃာတွေဒီလိုဖြစ်တဲ့တန်ဃာတွေလက်တဲ့ဘုံကြီးဘယ်လိုဘုံကြီးလက်မှန်းနေပါဒီလောက်ပဲခဏတော့ဘုံကြီးချက်ပြီးပြည်လူတွေအခြေလိုက်နေလို့ဝါးလာခံရဝါးလာခံရကဲသူတို့ PDF တွေကကျုပ်ကိုမလို့မြင်မလဲပောက်ဘူးလို့မဟုတ်လားဘုံကြီးဘောမဘုံကြီးအကြမ်းဖက်ဘုံကြီးဆိုပြီးမြင်ရတာလေလေဗျာ နေကြလာနဲ့အကျုံးတို့ဘက်ကလည်းဖုန်ချိုးအကျန်းဖက်တွေကိုလက်ခံလာတဲ့ဖုန်ကြောင့်မလို့မြင်မလဲဘလို့မြင်မလဲပုံကြီးချက်ပြီးမဟာသာတင်လိုက်ဒီစာတင်လိုက်ဒီဒံငါးလေးပေါင်းသားစွာရှိတဲ့ဆဲမှာဦးစင်းတို့လည်းစာတင်တော့သတုံးမြသားကတင်ကန်းဝယ်လာတာဘယ်စာတင်လိုက်ကဘလို့ကောင်းတယ်ဘယ်စာတင်လိုက်ကစာတင်တာဘလို့ရှိတယ်ဘယ်စာတင်လိုက်ကစာအောင်ကျောင်းတယ်ဘယ်နေရာမှာဘလို့ရှိတယ်ဆိုတော့ဦးစင်းတို့လည်းသိတာပဲသိတာ ။ဦးသေးအဲ့ဒီအရင်ရက်မှလည်းကြောင်းခဲ့တယ်။အဲ့တော့အကြဖက်ကြီးပြောကြတာမင်းတို့ဘုန်းကြီးကျောင်းနေမှာငါပါမယူကြပါနဲ့။ဘုန်းကြီးကျောင်းနေဆရာစီကြီးတွေကိုမင်းတို့ဒိုင်းကတော့မလုံးကြပါနဲ့။ဘုန်းကြီးကျောင်းနေဝေးတဲ့နေရာမှာမင်းတို့သွားကြ။ဘုန်းကြီးကျောင်းနေဝေးတဲ့နေရာမှာမင်းတို့နေကြ။မင်းတို့မကျေနပ်လို့တက်လို့နဲ့ဘလိုဝဲချာချဘလိုဝဲလို့လို့။ဘုန်းကြီးကျောင်းနေကိုမင်းတို့စကားမချပါနဲ့။ဘယ်ဘုန်းကြီးကမှမင်းတို့လက်မခံရဘူး။အကြဖက်အားပေးတဲ့ဘုန်းကြီးဆိုတော့လက်ခံမှာပေါ့ကွာ။နော်ဟေးစစ်စစ်ငင်းငင်းနဲ့နေတဲ့ ။ပေါ်ချုပ်မြို့မှာလည်းဘုံကြီးလေးမှာ၅ပါးရှိတယ်။ပြည်ဦးလည်းမှာတချို့ရှိကြတယ်။ပြည်ဦးလည်းမှာရှိကြတယ်။မန္တလေးမှာရှိကြတယ်အများကြီးပဲ။အဲ့တော့ပြောချင်တာကနောင်ချုံမြို့မှာရှိတဲ့ပြည်သူများအလုံးအနေနဲ့ဒီရပိုင်းထဲမှာဒီမှာတို့နောင်ချုံမြို့မှာမနေကြဘူးပဲဦးစင်တိုက်သွင်းနေတယ်။အခြားအခြားမြို့တွေပြည်ပေါ်တို့ကြောင်မဲ့လို့ပဲတောင်းဒီကနောင်ချုံတို့ပေါ့ဒီမဲ့ဦးစင်တို့တပည့်ကြီးပဲမှာရှိတဲ့မြို့တွေ။နော်ပြည်သူတွေဝေးရကိုရှောင်ကြဝေးရကိုနေကြ အကြဖက်နဲ့ရောနေတယ်အကြဖက်ကိုအားပေးနေတယ်အကြဖက်ကိုထောက်ပံ့နေတယ်ဆိုရင်ခင်ဗျားတို့လည်းအကြဖက်ပဲလို့ကျုပ်တို့ကတတ်မှတ်ပါပဲအဲ့တော့အကြမ်းဖက်ရှိတဲ့နေရာကိုရှင်းလင်းရမှာတတ်မတော်ရဲ့အလုပ်။အဲ့တော့အခုမှတန်ခါကိုတအားကြီးကြီးညိုရက်လာပြီပေါ့နော်။တအားကြီးကိုကြီးညိုအပား90ကိုရဲဆက်ဆက်လဲထိတတ်တယ်ရဲဆက်ဆက်ပြစ်တတ်တယ်ရဲဆက်ဆက်တန်ခါကြီးရေကိုတက်ခဲတော့မှဘသူတွေကဘာသာပြတ်တယ်လဲ။ဒီပိတ်တွေရဲ့ဗဇက်ကဟိုအားဆုတ်ထားလို့လား။အဲ့လိုပဲပောက်ကိုတော့ကမိန်းမထုတ်ချင်ပါလေ။အားလုံးတာပါပဲကြာ။